ားလုံးပဲဖြစ်လာပါဒီခါဘာသာတရားလို့အလုပ်လုပ်ထားတယ်ကောင်းမှုဖြစ်ရတော့ကြာမယ်အဲတမီးကမသွားတော့အောင်မြင်တာအလကားမဟုတ်ဘူးလေထမင်းငတ်တဲ့ဥစ္စာတော့ပြောမနေနဲ့အနက်ပေါင်းများစွာကိုနှက်ကြရလေဟိုတနေ့ကဆိုလဲမမတို့ဒီဟာအတွက်တရုတ်လိုရိုက်ကြရဆိုလဲအဲ့ဒါထမင်းငတ်တာပဲ သူနဲ့အတူတူရိုက်ရတဲ့ခံစားချက်ဆိုတော့အဲအရှင်းဆုံးပြောရင်ပျော်တာလည်းရှိရဒေါသထွက်တာလည်းရှိရပေါ့နော်ဘယ်လိုလဲဆိုတော့အမားတို့ကြတော့ကွာရှင်းကအလုတ်အားလုံးကြတဲ့လူကြီးတွေဆိုတဲ့ခါကြတော့အတက်ရွယ်ကွာမှုလည်းဆိုင်တာပေါ့အမားတို့ကြတော့အဲ့လို အရန်စူးစားမယ်အရန်စူးစားမယ်သိရမလားအဲ့လိုစိုးရင်စိတ်ကလည်းမြောင်အရန်အောင်မြင်ရမယ်ဒီလိုစားမှဟိုပေးထားတဲ့တာဝန်ကိုချိန်ရမယ်ပေါ့သူတို့ကြတော့ခလေးတွေဆိုတော့လည်းဘိုက်စားတယ်ဟိုခါညောင်းတယ်ဟိုစိတ်ကျဉ်းဆက်တယ်လို့ဆိုတဲ့ခါကျတော့ကွာစူမိရမျိုးကြီးရှိရပေါ့နော်ဘာလို့ဆိုတော့ရိုက်ကူးကြီးဆိုတာလည်းဟိုတနေ့ကောင်အားထုတ်ကြရဆိုတော့ပင်ပန်းနဲ့လေအဲ့ချိန်မှာဆိုအဲ့လိုအဲ့လိုဟာမျိုးလေးဆိုလို့ရှိရင်တော့အဲ့တော့စိတ်ဆိုးရတယ်ဘာရှိရလဲတနေ့ပိုင်းကတော့ဖိတ်ထရီတူမရှိပါဘူး ဒါပေါ့အဲ့လိုပဲလေတိလာအင်းညောင်းနဲ့အင်းအင်းအင်းအဲ့တော့မမကြိုက်ဘူးတိလာမမကြိုက်အလုပ်အရန်လုပ်တဲ့လူလေဒါဆိုဒီဇိုင်နာဆိုတာလေဒီပွဲတုပ်ပွဲအတွက်သူရဲ့ရင်းနှီးမြုပ်နှံမှုပွဲရှင်ရလဲရင်းနှီးမြုပ်နှံထားတာအရန်ကောင်းကျင်ကြတာလေအဲ့အတွက်ကြောင့်ကိုရီးယားလည်းဒီပွဲမှာလာပြီးဟိတ်ဆုံးအားဆိုင်ရမယ်ဆိုရဟာလေးတော့ဝင်ဖြစ်ချင်တာပေါ့လူကြီးနဲ့နေငယ်ပိုင်းမှာတော့အဲ့လိုဟာလေးတော့ညှိရတာပေါ့အော်အလုံးမှာညှိနိုင်ရတာများတယ်ဗျစတဲ့ အဲ့လိုအချင်းချင်းရာတို့ဘာလို့ကျန်တဲ့ကိစ္စတွေတို့ဘာလို့အရင်ညှိစရာမလိုမမကကျတော့အဲ့လိုအလုပ်ကိုအရင်စူးစားစေချင်တယ်ပူစားပေးစေချင်တယ်သူလည်းအဲ့လိုပဲကျူးကျွန်းနုံနုံနဲ့စူးစားရတော့ပါတယ်ပေါ့နော်ဒါပေမဲ့ကိုလောက်တော့မဟုတ်တဲ့ခါကျရင်တခါကျရင်ကိုကကိုနဲ့နိုင်နိုင်ပြီးတော့အဲ့လိုမျိုးခလေးပုံမှာဖြစ်မိရမျိုးသူ့ကိုလည်းအဲ့လိုမျိုးဖြစ်မိရပေါ့အဲ့ချက်ပို့ပြီးအများကြီးအားဆိုင်စေချင်တာပေါ့နော်တကယ်ကျတော့သူတို့က27ဆိုတော့ငယ်သေးတော့ ကိုရောင်21တောင်းကသူတို့လောက်လုံးလုံးလာမလုံးလာတော့ကိုရောင်ပြန်ပြန်တွေးတော့မှအော်အေးလေးငယ်ပြရဖို့ဆိုပြတော့ပဲပြန်စိတ်လျှော့ရပေါ့အမအရန်လောပါကြီးကအလုံးပါလေအမယွင်းလည်းမခံဘူးအမကိုရိုင်းလည်းပထမမှအလုပ်ပေါ်မှာအမယွင်းဆိုတာမရှိအောင်နေတယ်ဥပမာကွာဟိုမမကလေဘလောက်ထိဟိုနေဖြစ်လဲဆိုရင်အမစာရဲဖတ်တယ်ငငယ်ကလေးအလိုမိုင်းဆိုးရဲ့အင်တာဗျူးတွေမဆင်တော့အင်တာဗျူးတွေမမိုးမြောင်တဲ့အင်တာဗျူးတွေဖတ်လို့ရှိရင်ဘာသိရလဲဆိုရင်ကွာသူကအလုံး ငန်းခွင်နဲ့ရောက်သွားရင်အိမ်မှာဖြစ်လာတဲ့ပြဿနာတွေကိုဘယ်တော့မှသူတို့ခေါင်းထဲမှာမရှိတော့ဘူးလုပ်ငန်းထဲမှာအပြည့်အဝဆက်ဆိုမအဲ့လိုမျိုးယူတာအလုပ်မှာဆိုရှင်လည်းအဲ့တော့မမအလုပ်ထဲရောက်ပြီးဟိဆိုအရန်အလုပ်မှာအလုပ်ပါနော်အဲ့လိုမျိုးအဲ့လိုမျိုးစိတ်ရှိရဲအဲ့တော့ဘလောက်အသေးကွဲကွဲအိမ်မှာမိဘစေးုံတက်တက်အမအလုပ်ထဲရောက်ရင်အလုပ်ကိစ္စပဲတွေးတော့တယ်အဲ့ဟာပြီးပြီအလုပ်ငန်းခွင်ပြီးပြီဆိုတော့မှ ဝမ်းနေခြင်းဝမ်းနေမယ်စိတ်တော့ကရောင်ရောင်ပဲအဲ့လိုမျိုးပြတ်တာဟဲ့သမီးကမသွားလို့အောင်မြင်တာအလကားမဟုတ်ဘူးလေထမင်းငတ်တဲ့ဥစ္စာကတော့ပြောမနေနဲ့အနက်ပေါင်းများစွာကိုနှက်ကြတာလေဟိုတနေ့ကဆိုလဲမတို့ဒီရအတွက်တရုတ်လိုရိုက်ကြတယ်ဆိုလဲအဲ့ဒါထမင်းငတ်တာပဲမတို့9နိုင်10နိုင်မှထမင်းစားတာလေအဲ့တော့ကိုမမစားရတာတော့မဟုတ်ပါဘူးရှူတင်တစ်ဖွဲ့သားလုံးရောဒီဇိုင်နာတွေရောအကုန်လုံးထုတ်လုပ်သူတွေရောမစားကြပါနဲ့အလုပ်ကိုပြအောင်လုပ်ကြရတာဆိုတော့လေ